ဆိုရင်ကဒီသပင်ကိုထိမ့်သိမ်းရတာနဲ့ခြေနေဆော့ရတာနဲ့ဆိုမလို့ဘူး။ဒီကပေါ့နော်ဒီပွဲလေးอ่ะဆိုလို့ရှိရင်အရင်ကထူးကြတယ်ဒီမှာလာကတဲ့အဲဆီယာမဆိုလို့ရှိရင်လည်းတကူးတကနိုင်ငံသားရဲ့တော်ဖိတ်ရတာပေါ့နော်ပြီးတော့သူကလည်းအရင်ကတော်တယ်ဆိုပြီးတော့ကြားတယ်အဲ့ဒါကြောင့်မလို့ဒီပွဲလေးကိုလည်းလေးလာကျင်တာလည်းပါတယ်နောက်ဒီပွဲကိုစီစဉ်တဲ့ အဲခုလာလို့ပေါ့နော်ဒီ organizer တွေမမီးတို့ညဆိုတာလဲကိုနဲ့မိသားစုလိုပဲဖြစ်နေတဲ့ခါကျတော့ခုလာလို့ပေါ့ဒီပွဲလေးကိုလာရောက်ပြီးတော့စိတ်ဝင်စားတဲ့အတွက်ကြောင့်မလို့ကိုကရိုင်းလဲလာပြီးတော့ကတာကို join လာပေါ့ဒီအခုမင်းလေးခဏလေးသူတို့နဲ့ join ကြည့်တာပေါ့အရန်ကိုမောတယ်ဟိုတကယ်ကိုလဲလှုပ်ရှားလှုပ်တယ်လို့ပဲအဲ့လိုမျိုးတွေပဲလေးချိန်ခံကိုသူကတချင်းလေးနဲ့လှုပ်လိုက်တဲ့အခါကျတော့ မိသွားတာအဲ့လိုပုံစံမျိုးလေးတော့ဖြစ်သွားတာပေါ့ဆိုတော့မင်းလေးကတော့အားပေးရယ်ဘာလို့ဆိုတော့ခုနကလိုဂျင်းကြီးပဲတီးတန်းဆော့ရတဲ့လူမျိုးမဆော့ချင်တဲ့အခါမျိုးကြရင်တော့ဒီလို class လေးတွေပေါ့နော်ဒါမျိုးလေးတွေရော join စေချင်ပါပေါ့ဒါကတော့အလေးမပါတဲ့အားကစားနည်းတစ်ခုဒါမျိုးနဲ့ဒါလည်းဝိတ်ကြရယ်အာနောက်ပြီးတော့ stretch တွေပျောက်တယ်နောက်ခဏကိုလည်းတီးတီးတတ်တာကိုဟိုဘယ်လိုကောင်းလဲပိန်ချင်တဲ့လူတွေအတွက်ဆိုလည်းအရန်အစဉ်ပြေတယ်သူကတစ်ခုလုံးချွေးတွေထွက်တာလေ ပြီးတော့ဒီကလုံးလဲလှုပ်ရတယ်ဒီကလုံးလဲအားကစားတွေလှုပ်ရတယ်သူကတာမဟုတ်ဘူးနေချင်ရအောင်သူက music လေးနဲ့ตัวเอพี่ก็ลงไล่ได้ขาจ้ะแล้วตะเกเลยทิปิยอกๆอโจษิบาเลยดีดีโหอ่ะพออากาศานี้ตะคู่เว้ยก็แกอดิก็เวียดีอ่ะผิดแต่ไอ้เฉยมายาดีรู้ก็แล้วตาปูเลยแล้วพี่ก็กูอ่ะ ကိုကျင်ကစားရဲဆိုတာအရန်ဟိုဟောနော်အလေးတွေမအပြောသိချကစားရဲခါမျိုးကြတော့ဒီသပင်ကိုပဲမမလားအလေးပဲမမလားအဲ့လိုမျိုးတွေပေါ့ဖြစ်နေတဲ့ခါကြတော့သပင်ကိုထိမ့်သိမ့်ရတာလည်းမလွယ်ဘူးပြောတနေ့တနေ့ဒီဆိုင်ကိုသွားပြီးတော့ခေါင်းသားရှော်ရတယ်စပင်းတွေလုံးရတယ်အဲပွဲတွေရှိလို့ရှိရင်စပင်းတွေပေါ့နော်ပြန်ပြီးတော့လုံးရတယ်အဲ့လိုမျိုးတွေကြတော့ကိုယ်အနေနဲ့ရေရှည်ပေါ့နော်ရေရှည်ကြလို့ရှိရင်တော့ အဲအရင်ဟိုဒီလိုဂျင်းနဲ့တွဲလောက်ရတဲ့အခါကျတော့ရာသီဥတုကလည်းပြူရဲခါကျမခံနိုင်ဘူးအဲ့ဒါကြောင့်မလို့လဲတော်တော်လေးကိုညှက်လိုက်တာတော်တော်လေးညှက်လိုက်တဲ့အခါကျတော့လေကိုယ့်ရဲ့ဒီ look ကပြောင်းသွားတာပေါ့နော်ဟို hair style ရောမျက်နှာရောအကုန်လုံးပြောင်းသွားပြီးတော့အဲ့တော့ချက် fashion တစ်ခုအနေနဲ့ကိုကဓာတ်ပုံကြီးလို့လည်းအဆင်ပြေမယ်ဗီဒီယို blog လေးလည်းရိုက်လို့အဆင်ပြေမယ်စသဖြင့်ပေါ့နော်ကြော်ညာလေးလည်းရိုက်လို့ရမယ် ပြီးတော့မှပြန်ပြီးတော့အာဆောင်းရံဒီကိုဒီစင်မာတို့ပါတို့လောက်ကြမှပြန်ပြီးတော့အရှိလေးပေါ့ extension လေးပါလေးပြန်အရှိလေးနဲ့ပြန်လုပ် fashion ဆိုတော့တစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုအဲ့လိုပဲပြောင်းနေရတာပဲပေါ့အဓိကတော့ဂျင်းဆော့တဲ့အတွက်ချွေးတွေကလည်းအရန်လည်းထွက်တယ်နောက်ရတီးတို့ကလည်းပြည့်ရဲဆိုတော့အတူလေးကိုညှက်လိုက်တာပါဘာလို့ဆိုရင်ကဒီသပင်ကိုထိမ့်သိမ်းရတာနဲ့ချင်းနေဆော့ရတာနဲ့ဆိုတော့မလွယ်ဘူးပေါ့နော်အဲ့ဒါကြောင့်အဲ့သပင်ရှင်ကလေအင်းနေရွေးသူ့လား စပင်းရှင်ရလေစပင်းကိုဖြောက်လို့လည်းရတယ်တောက်လို့လည်းရတယ်။နောက်အင်းလေးလည်းမရွေးဘူး။စပင်းတုံတော့လေအင်းလေးရမ်းရွေးရခုမှရှိရဲ့အင်းလေးရလေစပင်းအရှိတွေနဲ့ကဘာနဲ့ဝဝလိုက်တယ်အတူနဲ့ကြတော့လေတချို့ဟာတွေကလိုက်တယ်တချို့ဟာတွေကဝင်လိုက်လို့ရှိရင်ကိုယ်စပင်းအတူနဲ့မလိုက်တာတွေရှိရယ်ပေါ့နော်အဲ့ခါကျတော့ အဲ့ခါကျတော့သပင်းတူရတာတော့ကောင်းတယ်ဒါပေမဲ့အင်းကြီးဝေးရတာကျတော့သပင်းအတူနဲ့လိုက်ရတဲ့ fashion ပေါ့အင်းကြီးလေးတွေကိုရွေ့ရွေ့ပြီးတော့ဝင်နေရတာပေါ့နော်အဲ့ဒါတော့ရှိရဲဥပမာဒီလိုပွဲသွားမယ်ဆိုရင်ဟိုဘလိုပုံစံနဲ့ပွဲကိုတက်မလဲအာအတူလေးကိုပေါ့အပုပ်လေးနဲ့တက်ချင်တာလားဒီလိုအပြောင်လေးလုပ်ပြီးတော့တက်ချင်တာလားစသဖြင့်ပေါ့ဒါတော့ fashion လေးပေါ့မူတည်ပြီးတော့ပွဲပေါ်မူတည်ပြီးတော့ကိုကဝင်လို့တော့ရတာပေါ့ဒါပေမဲ့အင်းကြီးဝေးစားကြတော့တော်တော်ရွေးရပါတော့တန်ကောင်းတာမေးလေးမှာ stylist လည်းရှိရတဲ့ခါကျတော့သူကလည်းရွေးပြရလဲပါပါတယ် ဟုတ်တယ်အတူတူဟောင်းထားဘူးဟိုစားမြတ်တော့ဆိုကော်ဖီတန်းအောင်မှာတိတ်မရှိဘူးပေါ့နော်အတူနဲ့ဆိုရင်လိုက်ပါမလားတစ်သလုံးအောင်ဟိုးရင်လည်းရပေါ့နော်ဟိုကိုရစားလို့ရိုက်သေးရဆိုရင်အရှိန်နဲ့ပဲနေလာရတော့အခါမှလည်းအဲ့လိုစပင်ဆက်ညက်တော့အတူနဲ့ဆိုလို့ပေါ့နော်ကောင်းပါမလားဒါနဲ့ကိုကလည်းအရန်အိုက်နေရနောက်ပြီးတော့ အာဂျင်ကလည်းစောရတယ်နောက်ကိုရိုက်ဆံနောက်တစ်ခုကလည်းအတူလေးနဲ့လည်းဖြစ်နေလည်းပါတယ်အဲ့ဒါအတူနဲ့ကြောက်ကိုကလည်းမလိုက်ရဘူးကိုမျက်နှာနဲ့အဆူထဲဆက်ကင်းအဲ့ဒီမှာကြောက်မလိုက်တော့အတူလေးပဲပေါ့နော်မျက်လိုက်ရဲဆိုပြီးအဆုံးချက်လိုက်တာနှစ်မျိုးတော့နှစ်မျိုးပါပေါ့အဲဒီလိုဟာသူကတော့အတူစိုက်တဲ့လူတွေဆိုတော့အတူလေးနဲ့လိုက်တယ်ပေါ့နောက်ပြီးတော့ကိုစမ်းဆိုလို့ရှိရင်လည်းခုနလိုပေါ့ဟိုညီမလေးပြောသလိုပဲ အဲအခုတက်လေးကပြန်လေွားတယ်ဆိုရယ်ပုံစံမျိုးလေးပေါ့နော်ကိုရဲ့ဟိုကိုချမ်းကလည်းပြောတာပေါ့အာနောက်ကလေးတွေကလည်းအတူလေးနဲ့ပြလိုက်တယ်ဆိုပြီးတော့လည်းပြောကြတယ်အဲ့လိုလေပြောပြလို့လည်းတော်တော်သေးရောနှစ်မဆိုကိုကညက်ပြီးတော့ကိုနဲ့မလိုက်တော့ခါပဲဆိုပြီးတော့စိတ်ညစ်နေတာလေအဲ့တော့ကိုရဲ့မိသားစုရောကိုရဲ့ break တက်တွေရောပြောပြရဲ့ပြောကြလို့တော်တော်သေးတယ်လို့ကိုကိုကိုဆိုရင်ချက်ပြန်တယ်လဲမဖြစ်ရရှိပါဘောနော်